င်္ဂလာပါခေတ္တတယ်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးပွင့်ပြူမြို့နယ်မှာလူမှုရေးဖောက်ပြန်သည့်ဆာယဖားပိုကြီးကျော်မျိုးဦးနှင့်ထွေဥစရေမှခင်နီလာထေတို့ကိုတက်ကြတအူးကပြစ်တက်ပြီးကိုတိုင်းလေးအဖမ်းခံဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မကွေးနယ်ပွင့်ပြူမြို့နယ်မှာလူမှုရေးဖောက်ပြန်သည့်ဆာယဖားပိုကြီးကျော်မျိုးဦးနှင့်ထွေဥစရေမှခင်နီလာထွေတို့ကိုတက်ကြတအူးကပြစ်တက်ပြီးကိုတိုင်းလည်းအဖမ်းခံနိုင်ကြောင်းပွင့်ပြူမြို့နယ်မှာတပ်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ ပွင့်ဖြူမျိုးနဲ့လေကိုင်းကြွာမှာတက်ချက်ကြီးကိုဘူးနဲ့စကူမျိုးမှာထွေးဥဝင်နှင်းစီရီမှာခင်နီလာထွေးတို့မှာချစ်သူများဖြစ်ကြပြီးအတူနေထိုင်ခဲ့ကြကြောင်းရင်းနောက်ထွေးဥဝင်နှင်းခင်နီလာထွေးကပွင့်ဖြူမျိုးနယ်မှာဆရာဖဘိုးကြီးကျော်မျိုးဦးနဲ့ထပ်မံချစ်ကြိုက်သွားခဲ့ပြီးအတူနေခဲ့ကြောင်းကျင်းတော်သုံးဝင်ဆိုင်ချင်းဇလန်းဖြစ်လာစဉ်ဒီဇင်ဘာလ2ရက်နေ့ညနေ6:30မိနစ်အချိန်တက်ချက်ကြီးကိုဘူးကထွေဥစည်ရီမှခင်နီလာထွေနေဆရာဖားဘူကြီးကျော်မျိုးဦးတို့ကအတူတွဲလျက်တွေ့ရှိရတာကြောင့်တနက်ဖြစ်နှစ်ဦးစလုံးကိုပြစ်တက်ခဲ့ကြောင်းသိရပါတယ်။ ဖြစ်တာကလူမှုရေးဖောက်ပြန်မှုကိစ္စကြောင့်ဖြစ်တာတက်ကြွကြီးကိုပူနဲ့ထွေဥစီရမခင်နီလာထွေကအရင်ချစ်သူတွေဖြစ်ကြတာနောက်တော့ဆရာဖားပူကြီးကျော်မျိုးဦးနဲ့ခင်နီလာထွေကထပ်ပြီးချစ်ကြကြတယ်အဲ့ဒီမှာတက်ကြွကြီးကမခံမရနိုင်ဖြစ်ပြီးတော့လိုက်စာပြီးဆုံတွဲတွေတော့ပြတ်သက်တာဆရာဖားပူကြီးကျော်မျိုးဦးကရှင်ဘက်မှာတနက်တန်ရာ၃၀နိမ့်ပွဲချင်းမီပဲဆုံးနေခင်နီလာထွေးကရှင်ဘက်ကိုနှစ်ချက်မှန်ပြီးတော့ဆုံးနေလို့တက်တရင်ရှင်မြေကဆင်ပြပါတယ်အခင်းဖြစ်ပွားပြီးနောက်ပွင့်ဖြူဝါတမ်းမစက်သားများနဲ့လေကမ်းမျိုးမရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်များကလာရောက်စစ်ဆေးခဲ့ကြောင်းတချက်ကြီးကိုဘူကဖန်ဆီးခံခဲ့ကြောင်းဒီဇင်ဘာလ3ရက်နေ့ညနေ3:00နာရီမှာနယ်မြေကန်တပ်နံမှုကြီးအမိန်ဖြင့်တင်ဆောင်သွားသည့်ဆိုင်ရဖဘူကြီးကျော်မျိုးဦးနှင့်ထွေဦးစည်ရင်မှခေနီလာထွေတို့၏ဂျိုအလောင်းကိုတကြိုခဲ့ကြောင်းသိရပါသည်။တင်ဆောင်သူဆိုင်ရဖဘူကြီးကျော်မျိုးဦးကမန္တလေးကပါ ပစ်ခတ်တဲ့တကြက်ကြီးကိုဘူးကကြောင်ပတောင်းတောင်းခင်းနီလာထွေကပွင့်ဖြူမြွေနဲ့ဆံမြကြီးရွာစားတဲ့သူပံတိုက်ကဲ့တဲ့င်းကိုကြကြပြန်ပြန်ပြောဆိုတာမျိုးမလုပ်ဖို့နဲ့ပြီးတာတွေပြီးစေတော့ဆိုပြီးကန်တတဲ့အဒီကပြဿနာပြန်ချုံရင်တော့လူမှုရေးပြဿနာဖြစ်ကြတာအခင်းဖြစ်တာကလေကိုင်းမျိုးကိုမောင်နိုင်ရဲ့အိမ်ထဲမှာဖြစ်တာကိုမောင်နိုင်ဆိုတာခင်းနီလာထွေနဲ့တကြကြီးကိုဘူးတို့ရဲ့မိတ်ဆွေသူတို့မကြာခဏချင်းတွေ့နေတဲ့အိမ်လုံးပွင့်ဖြူမြွေနဲ့မှဒေသတရင်ချင်းမြေကပြောဆိုပါတယ် နှလုံးပြန်ပြစ်ခတ်တက်ဖြတ်ခဲ့သူတက်ချက်ကြီးကိုမှုကိုလက်တလုံးစတက်ကစစ်စည်းကန်အရာအရေးယူမည်ဖြစ်ပြီးလက်ကမ်းမျိုးရဲစခန်းကလည်းလူတမ်းမှုဖြင့်ဆက်လက်အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရပါတယ်ရှင်ဆလပင်ကြားဖြတ်အဆောင်အုံများကိုဖောက်ခွဲခြင်းတက်တေကန်ကွန်ပျူတာနှင့်ဖုံးများကိုဖျက်ဆီးခြင်းဖြင့်မင်းအောင်လိုင်းရဲ့စစ်တပ်ကဥပဒေချိုးဖောက်ကြားဖြတ်လုပ်ငန်းများမှစစ်ဗိုလ်ချုပ်များကအချို့အမြတ်ရရှိနေ၍တက်တေကန်ပြည်စီများဖျောက်ဖျက်ဟုဆိုတဲ့တရင်ကိုတင်ဆက်ပြမှာဖြစ်ပါသည် ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အတွင်းစီကြားဖြတ်အဆောက်အုံများကိုဖောက်ခွဲခြင်းတပ်တိတ်ကံကူမြူသားနှင့်ဖုံများကိုဖျက်ဆီးခြင်းမင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်ကဥပဒေများကိုချိုးဖောက်နေကြောင်းဥပဒေအထောက်အကူပြုကိုရမတရားလွှတ်တော်ရှိနေဒေါ်ကြီးရင်မင်းကပြောဆိုပါတယ်ကရင်ပြည်နယ်မြောက်ပိုင်းမြို့နယ်အတွင်းစီ KK ဘန်ရွှေကုတ်ခူအပအဝင်ကြားဖြတ်ဝင်းများမှအဆောက်အုံများကိုစစ်တပ်ကဖောက်ခွင်ခြင်းတပ်တေကန်ကွန်ပျူတာများနဲ့ဖုံများကိုဖျက်ဆီးခြင်းဖြင့်နိုင်ငံဖြတ်ကျော် ကြားဖြတ်ကွန်ရက်တစ်ခုလုံးကိုနှိမ့်နှင်းရင်းအလွန်အရေးကြီးသည့်တက်တေကံပစ္စည်းများကိုဖြတ်ဖြတ်နေခြင်းဖြစ်ကြောင်း မင်းအောင်လိုင်ကကြားဖြတ်တက်တင်ခန့်ပစ္စည်းများကိုဖျက်ဖျက်ခြင်းဖြင့်၎င်းကိုယ်တိုင်လက်မှတ်ရေးထိုး၍ထုတ်ပြန်ခဲ့သည့်ဥပဒေများကိုချိုးဖောက်နေကြောင်းမင်းအောင်လိုင်ကိုယ်တိုင်တက်တင်ခန့်ပစ္စည်းများကိုအစော့တလျင်ဖျက်ဆီးစေရန်ညွှန်ကြားခဲ့သည့်သဘောဖြစ်ကြောင်းအမှန်တရားကိုပေါ်ပေါက်လို့ဒီဆန္ဒမရှိခြင်းနောက်ွယ်မှာစစ်တပ်ကောင်ဆောင်များ BGF ကောင်ဆောင်များ၏အကျိုးအမြတ်များပါရှိနေခြင်းအာခရိလိုက်စားသည့်ကိစ္စများပါရှိခြင်းတို့ကြောင့်ဖြစ်နိုင်ကြောင်း၎င်းကတုံ့တက်ပြောဆိုပါသည် ကြားဖြတ်လုပ်ငန်းများအတွက်အလက်ထရောနစ်တက်တေကံပစ္စည်းများဖြစ်သည့်ကွန်ပျူတာနှင့်လက်ကင်ဖော်များသည့်ရောင်းဆွေးမှုကျွန်းတော်ရာမှအသုံးပြုခဲ့သည့်အရေးကြီးသည့်ပစ္စည်းများဖြစ်ကြောင်း တပ်သေးခံပစ္စည်းများကိုဖောက်ထုတ်ခြင်း၊ရယူခြင်း၊စီမံဆောင်ရွက်ခြင်း၊ခွဲခြမ်းစိတ်ပြခြင်းနှင့်အစင်ခံခြင်းတို့ကိုဆောင်ရွက်နိုင်ရန်အမျိုးသားဒီဂျစ်တယ်တခွဲခံသို့ပြေပို့ကာဇာဆွေးမှုကျွလွန်ခဲ့သည့်ဇာဆွေးမှတ်တမ်းများကိုပြန်လည်စစ်ဆေးရမည်ဖြစ်ကြောင်းတရားရုံးသို့တရားစွဲဆိုတင်ပို့ပြီးတပ်သေးခံချက်များရယူပြီးမှသာတရားရုံး၏ဆုံးဖြတ်ချက်အရစီမံခန့်ခွဲရမည်ဖြစ်ကြောင်း၎င်းကဆင်ပြပါသည် ဒါကြောင့်အကြမ်းစစ်တပ်နဲ့ရဲတပ်ဖွဲ့များ၊ BGF တပ်ဖွဲ့များသည်အွန်လိုင်းဝင်လင်ကမ်းများ၏အရေးကြီးတပ်သိကံချက်များကိုအမှန်တရားပေါ်ပေါက်ရေးနှင့်လိမ်လည်ခံရသူများ၏နှနာမှုကိုမျက်ကွယ်ပြုကံမိမိတို့၏အကျိုးစီးပွားကိုရှေ့ဆူ၍မင်းအောင်လိုင်းအကြံဖက်၏စီခံချက်အရတပ်သိကံပစ္စည်းများကိုဖျက်ဖျက်ဖျက်ဆီးခဲ့ခြင်းမှတပ်သိကံပစ္စည်းများစီမံထိန်းသိမ်းရေးနှင့်စီမံခန့်ခွဲရေးဥပဒေပုံမှန်38 38တို့ကိုဖောက်ပြက်ကျူးလွန်ရာရောက်ကြောင်းဥပဒေထောက်ကူပြုကွန်ရက်မှတရားလွတ်တော်စီနေဒေါ်ကြီးရင်မင်းကပြောဆိုပါတယ် ။ရှားတဲ့ချင်းဥပဒေပေါ်မှာနေရတဲ့မှာပြစ်မှုကျွလွန်ပြီးဖြစ်ကြောင်းတိလေးရဲနဲ့ဖြစ်စဉ်၊ယုံကြည်ရင်အကြောင်းရှိလေးရဲနဲ့ဖြစ်စဉ်မြေသူမဆုံးပြစ်မှုကျွလွန်သူအားဥပဒေနဲ့အညီခံရမည်ပြစ်ဒဏ်မှာကာခွေရင်အကြံဖြင့်ထိုပြစ်မှုကျွလွန်ခြင်းနဲ့ဆက်လင်းသည့်တပ်သေးခံတစ်ခုခုကိုပြပြစေလျင်ဒိုဒီမဟုတ်ထိုအကြံမျိုးနှင့်ပင်ပြမှုနဲ့ဆက်လင်း၍မဟုတ်မမှန်မိမိတည်သောဒိုဒီမဟုံယုံကြည်သောတရင်ကိုပေးလျင်ထိုသူကိုတည်တံ့ချမှတ်ခြင်းခံထိုင်သောပြမှုဖြစ်ပါက ခုနှစ်နှစ်အထိထောင်ဒဏ်အမျိုးမျိုးချမှတ်ရမည်အပြင်ငွေဒဏ်လည်းချမှတ်နိုင်ကြောင်းပြဋ္ဌာန်းထားပါသည်။ဒါအပြင်အဆိုပါပြစ်မှုသည်တကြောနံဖြစ်စေ၊ဆယ်နှစ်အထိထောင်ဒဏ်ဖြစ်စေချမှတ်ခြင်းခံထိုက်သည့်ပြစ်မှုဖြစ်ပါက၃နှစ်အထိထောင်ဒဏ်အမျိုးမျိုးအပြင်ငွေဒဏ်လည်းချမှတ်နိုင်စနစ်အောင်ကျော်တည်ပြမှုဖြစ်ပါကပြဋ္ဌာန်းထားသည့်အများဆုံးကာလအပိုင်းခြား၏လေးပုံတပုံထောင်ဒဏ်ဖြစ်စေငွေဒဏ်ဖြစ်စေဒဏ်နှင့်ရလုံးချမှတ်ရမည်ဖြစ်ကြောင်းသိရှိရပါသည်2013ခုနှစ်အာဂရိလိုက်စားမှုတပ်ဖြည့်ရေးဥပဒေပုံမှား58မှာလည်း ပြည်မှုတရရနဲ့တက်ဆိုင်သည့်ငွေချေးနှင့်ပစ္စည်းများအပေါင်းအရေးယူဆောင်ရွက်ခြင်းမပြုရန်ဖုံးကွယ်ထားခြင်းဖျောက်ဖျက်ခြင်းပြောင်းလဲခြင်းတို့မဟုတ်လွှဲပြောင်းခြင်းပြုကြောင်းပြည်မှုထင်ရှားစီရင်ခြင်းခံရလျင်ထို့သူအား၅နှစ်ထပ်မပိုတည်ထောင်တမ်းများချမှတ်ရမည်အပြင်ငွေတန်လဲချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားပါတယ်စစ်ဘော်ကြောများနှင့်စစ်တပ်ကတပ်တေကံပစ္စည်းများကိုစနစ်တကျထိန်းသိမ်းခြင်းမပြုစေပင်အဆက်တလျင်ဖျက်ဆီးခြင်းမှာ မြန်မာလိုင်းဤစေခန်းချက်ကြောင့်ဖြစ်ကြောင်းကြားဖြန့်ဝင်လင်ကိုင်းများကိုတကဘာလုံးကတိုက်ပြန်ဖော်ထုတ်နေကြသည်ကိုတည်တည်လျဲနှင့်ပြစ်မှုကျွလွန်သူများကိုလက်ခံခွင့်ပြုထားခြင်းပြစ်မှုကျွလွန်ရာမှာအသုံးပြုခဲ့သည့်တပ်တေကပစ္စည်းများဖြစ်သည့်ကွန်ပျူတာနှင့်လက်ကင်ဖုံများကိုဖျက်ဆီးခြင်းအဆောက်အုံများကိုဖောက်ခွဲဖျက်ဆီးခြင်းများမှပြစ်မှုကျွလွန်ရာမှာအသုံးပြုခဲ့သည့်တပ်တေကပစ္စည်းများကိုဥပဒေမဲ့ဖျက်ဆီးခြင်းမှအထက်မှဖော်ပြထားခဲ့သည့်ပုံမှန်များကိုကျွလွန်ခြင်းဖြစ်တယ်လို့၎င်းကပြောဆိုပါသည် တက်သိကံပြည်စည်စီမံထိန်းသိမ်းမှုဆိုင်ရာဥပဒေညွှန်ကြားချက် အမတ်၄မြင်းဆောင်၂၀20အရတက်သိကံပြည်စည်များကိုစနစ်တကျစီမံထိန်းသိမ်းထားနိုင်ရန်လိုင်းနာဆောင်ရွက်ရမည့်နည်းလမ်းများကိုဖော်ပြထားကြောင်းညွန်ကြားချက်အပိုင်းနှင့်ကာမတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကတက်သိကံပစ္စည်းများတင်စီသည့်အချိန်မှရင်းပစ္စည်းတစ်ခုချင်းစဉ်ဤအစီအနောက်ဘေးနှဖက်နှင့်လိုအပ်ပါကအပေါ်နှင့်အောက်မော်တော်ယာဉ်တို့မဟုတ်ရေယာဉ်ဖြစ်ပါကအပြင်ဘက်နှင့်အတွင်ကန်၄ဘက်၄တန်နေရာများ အဆောက်အုံများဖြစ်ပါကရင်အဆောက်အုံအပြင်ပန်းနေအတွင်ပန်းအခန်းတခန်းချင်းစီဤလေးပတ်လေးတန်နေရာများတို့ဓာတ်ပုံရိုက်ရွေးရှာဖွေပုံစံ၌လိုအပ်သည့်အချက်အလက်များတိကျစွာဖြစ်စေ၍ရင်းဓာတ်ပုံများနှင့်ရှာဖွေပုံစံများကိုတပ်တည်ကံပြင်ဆင်စီမံထိန်းသိမ်းမှုဗဟိုကော်မတီသို့ဖတ်ဖြစ်ဖြစ်စဉ်အခြားအီလက်ထရောနစ်ပုံစံတစ်မျိုးဖြစ်ဖြစ်စဉ်ချက်ချင်းတိုက်ရိုက်ပေးပို့၍နေပြည်တော်ကောင်စီ တိုင်းဒေသကြီးပြည်နယ်တက်တေကံပြည်စီစီမံထိန်းသိမ်းမှုကော်မတီနှင့်ခရိုင်တက်တေကံပြည်စီစီမံထိန်းသိမ်းမှုကော်မတီများသို့မိတ်တူပေးပို့ရမည်စာသက်ဖြင့်လုပ်ငန်း15ရပ်ကိုအသေးစိတ်ဖော်ပြထားကြောင်းသိရပါတယ်ရှင်။ဆက်လက်ပြီး ပြည်ကျက်ကားဆောင်ဆောင်ချက်တူလူမြင်ကွင်းရှိပြန်ထွက်လာစွာတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကြားဖြတ်လုပ်ငန်းတွေကြောင့်နမည်ဆိုးထွက်နေတဲ့ရွှေကုတ်ကိုမြို့တေကိုထိန်းချုပ်ထားသူကရင်နယ်ကြားဆောင်တန်းပြည်ကျက်ကားဆောင်ဘိုးချုပ်ဆောင်ချက်တူတရားလူမြင်ကွင်းကနေတလာနေပါအကြပြောက်ကွယ်နေရကနေဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းမှာပြန်ထွက်လာပါတယ်။ရွှေကုတ်ကိုမြို့တေရှိကြားဖြတ်လုပ်ငန်းတွေကိုစစ်ကောင်စီတပ်နဲ့ပြည်ကျက်တို့ပူးပေါင်းပြီးနှိမ်နှင်းမှုတွေမလုပ်ခင်နိုဝင်ဘာလ13ရက်ကရွှေကုတ်ကိုမြို့တင်မှာပြုလုပ်ခဲ့တဲ့သူရဲ့တမီဒုံအဖွဲ့ကိုကျူးဆိုတဲ့ခန္ဓာအပီမှာ လူမြင်ကွင်းကပျောက်ကွယ်သွားခဲ့တာပါ။အဲဒီနောက်နိုဝင်ဘာလ16ရက်နေ့မှာတော့စစ်ကောင်စီတပ်နဲ့ BGF တို့ဟာရွှေကောက်ခုံရှိကြားဖြတ်အလုံးယုံအချုပ်ကိုဝင်ရောက်စီနေနာမျိုးလုဆောင်ပြခဲ့ပါတယ်။အရှိန်အောင်အစားမရှိတဲ့ကြားဖြတ်လုပ်ငန်းတွေကိုနှိမ်နင်းမှုအထူးတပ်ဖွဲ့ဖွဲ့စည်းမယ်ဆိုတာကိုအမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးဌာနကနိုဝင်ဘာလ12ရက်နေ့မှာကြေညာလာပြီးနောက် BGF ကောက်ဆောင်ဆော့ချစ်သူလူမြင်ကွင်းကပျောက်ကွယ်နေတဲ့အပေါ်ထင်ကြေးတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ ။ PDF ရဲ့ပြောရေးဆိုခွင့်ရှိသူကတော့သူတို့ရဲ့ကောင်ဆောင်ဟာအပြစ်တစ်စုံတည်းဟာကျွလွန်ထားတာမရှိတဲ့အတွက်ဘယ်နေရာကိုမှထွက်ပြေးပုံဆောင်တာမျိုးမရှိဘူးလို့ထိုင်းသတင်းမီဒီယာတွေကိုဖိအားထားခဲ့ပါတယ်။မနေ့ကဒီဇင်ဘာလ3ရက်နေ့မှာတော့ကရင်ပြည်နယ်လှိုင်ပွဲမြို့နယ်ကွမ်းပီကျေးရွာမှာပြုလုပ်တဲ့ဓမ္မယုံကျောင်းပနက်တင်အခမ်းအနားတစ်ခုမှာ BGF ကောင်းဆောင်ဆော့ချစ်သူအပါအဝင် BGF တပ်ဖွဲ့ရဲ့ဒုဥက္ကဋ္ဌဆော့ဖာနီစီရေးချုပ်စော်ထွန်အောင်စားတဲ့တပ်မှုအရာရှိတွေလည်းပါဝင်တက်ရောက်ခဲ့တယ်လို့ဒေသခံတအူးကဖော်ပြထားပါတယ် လက်ရှိမှာတော့စောချစ်လူထင်းချုပ်တဲ့ရွှေကုန်းကိုမြို့တဲကိုစစ်ကောင်စီတပ်ကဝင်ရောက်စီနင်းခဲ့ပြီးနောက်ကြားဖြတ်လုံးကင်နေတဲ့စက်တုံးတက်အဆောင်တလုံးကိုစတင်ဖြိုချဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ရွှေကုန်းကိုနယ်မြေအတွင်းကြားဖြတ်လုပ်ငန်းတွေမှာအသုံးပြုခဲ့တဲ့အဆောင်တ160လုံးကိုချိတ်ပိတ်သိမ်းဆီးခဲ့ပြီးတရားမဝင်ဝင်ရောက်နေထိုင်တဲ့နိုင်ငံသားတောင်း2000နီးပါးကိုဖော်ထုတ်ဖန်ဆီးရမိခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်ရှင်။